မင်္ဂလာပါခင်ဗျာဒီနေ့သင်္ကန်းသားမှာတော့ကျွန်တော်တီကင်နာမှာရှိတဲ့မန်ယူဝက်ချက်ကြောင်းကိုတော့ဆွနေပေါ့မှာပဲဖြစ်ပါတယ်မန်ယူဝက်ချက်ဆိုတော့ဘာလဲဆိုတော့ဥပမာတော့ဒီ supply တက်ရှိရယ် supply တက်ဝင်းလုံးမှာဆိုရင်ကျွန်တော်အောက်တို့ main window နဲ့တွဲထားတဲ့ file တို့ edit တို့ section တို့ file တို့ဒီကောင်းလေးတွေကိုကျွန်တော်မန်ယူဝက်ချက်လို့ခေါ်ပါဟုတ်ပြီဟုတ်တီကင်နာမှာလည်းမန်ယူဝက်ချက်ထည့်လို့ရပါတယ်ဟုတ်ပြီတော့အရင်ဦးတော့ window တိဆောက်ထားတယ်ပြီးတော့ရန်ထားဟုတ်ပြီတော့ program လေးကိုတော့ run ကြည့်လိုက်မယ် ကျွန်တော်အဓိကမလုပ်ချင်တာလဲဆိုရင်ကျွန်တော်ဒီနားလေးမှာကျွန်တော်သူတို့လိုပဲဟော file တို့ edit တို့ session တို့အဲ့လိုစာလေးတွေကျွန်တော်တွဲခြင်းဟုတ်ပြီအရင်ဆုံးဒီလိုတွဲဖို့အတွက်ကျွန်တော်ဟုတ်ချက်ပြီးဆောက်အောင်ပါမယ်ဖြစ်ပါတယ်ဘယ်လိုတိဆောက်မလဲဆိုရင်ကျွန်တော် main menu ဆိုပြီးတော့เนาะ variable နာမည်ပေးလိုက်မယ်ပြီးသွားရင် tk fuso n e m u menu ဆိုပြီးတော့ကျွန်တော်တိဆောက်လိုက်မယ်ဘယ်မှာထားမှာလဲကျွန်တော်ဝင်းတော့မှာထားမှာ menu ဝစ်ချက်ကကြတော့ကျွန်တော်တို့သွက်တို့ဂရစ်တို့နဲ့တော့တွဲတာမဟုတ်ဘူးသူ့ကိုဝင်းဒိုးကို configuration တော့ပြန်လုပ်ပေးရမှာတိုက်တယ်လို့ဟုတ်ပြီတော့ဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော်ဝင်းဒိုး host တော့ config config ဝင်းဒိုးကို configuration ပြန်လုပ်မယ်ဘယ်သူနဲ့ဘာကို modify လုပ်ချင်တာလဲဆိုတော့ main main ကျွန်တော်တက်မယ်ဆိုပြီးတော့ပြောမှဖြစ်တဲ့အတွက်တော့ ambi ambi menu ဖြစ်စီကွယ်သူကျွန်တော်တို့ကမန်မန်မန်နီဆိုပြီးတော့တို့ရေးလိုက်ပါမယ်ဖြစ်ပါဟုတ်ပြီတို့ program လေးကိုတော့ run ကြည့်လိုက်ဒီမှာကျွန်တော်ပေါ်မလာသေးပါဘာဖြစ်လို့ပေါ်မလာသေးလဲဆိုရင်တို့ main menu ကတို့ရှိနေပြီသူ့မှာတော့ဘာစားမှမမြင်ရသေးတဲ့အတွက်သူကတိတိလေးတို့ဖြစ်သွားတယ်မမြင်ရဘူးဖြစ်သွားဟုတ်ပြီကျွန်တော်ဒီမှာကျွန်တော် main menu တော့ရှိသွားပြီဒီထဲမှာကျွန်တော်စာလေးတွေထည့်မယ်ဆိုရင်ဘယ်လိုထည့်လို့ရမလဲဆိုရင်ကျွန်တော် ဘာမှတက်ကိုတုံးပြီးတော့ထည့်ရမလဲဆိုရင်ကျွန်တော် app command ကိုကျွန်တော်ထည့်ပြီးတော့လုပ်မှာဖြစ်ပါဟုတ်ပြီ app command ကျွန်တော် main menu နာမည်ကဘယ်လိုလဲ main menu main menu ထဲမှာကျွန်တော်စာလေးထည့်တယ်ဘယ်လိုထည့်မလဲဆိုရင် add app c o m m a n d command ဆိုပြီးတော့ကျွန်တော်ထည့်ရမှာဖြစ်ပါတယ် label ကိုကြတော့ကျွန်တော်ဘယ်လိုရေးမလဲဆိုရင် label ကိုကျွန်တော်ခုစာလေးထည့်မယ် file ဆိုပြီးကျွန်တော်ပေးလိုက်မယ်အဲ့ဒါဆိုရင်ဟိုတံတန်းပြီးပြီးသွားပါဟုတ်ပြီနောက်ထပ်တံတန်းကိုလည်းကျွန်တော် ma I am main m e m e menu food.add app ပြီးတော့ရင် label ကိုလည်းကျွန်တော်ဗာရေးလိုက်မယ်ဆိုရင် eid exit ဆိုပြီးတော့ရေးလိုက်ဟုတ်ပြီနော် program လေးကို normal ကြီးလိုက်မယ်တော့ဒီမှာဆိုရင်တော့မြင်းချောင်းလေးတော့ဒီမှာပေါ်လာပါတယ် file ရဲ့ exit ရဲ့ရှိသွားလောလောဆယ်ကျွန်တော်ဒီတတန်းမယ်အရင်လုပ်မယ်ဒါကတော့ကျွန်တော် main menu ပေါ်မှာကျွန်တော်တို့တစ်ဆက်သေးပဲကျွန်တော်တို့ရေးလို့ရတယ် နောက်ပိုင်းနေတော့ဘယ်လိုလုပ်လို့ရလဲဥမာနဲ့ဒီမှာဆိုရင် supply တက်မှာ file နှိပ်လိုက်တာနဲ့နောက်ထပ်သူ့မှာနောက်ထပ်ထပ်ပြီးတော့စာတယ်အများကြီးပေါ်လာတယ်ဟိုအဲ့လိုတော့လုပ်ပါမယ်လုံးလုံးတည်းကျွန်တော် exit ကိုနှိပ်လိုက်တာနဲ့တော့ခွက်ချင်တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုရင်တော့ command နဲ့ကျွန်တော်ပုံမှန်တိုင်း function နဲ့ချက်ရမှာဖြစ်တဲ့အတွက်ကျွန်တော် command ရေးရမှာဒီမှာဒီ app ဆိုပြီးရေးလိုက်မယ် my eight id exit ဆိုပြီးတော့ရေးလိုက် ဒီမှာဆိုရင်ကျွန်တော်ဘာရေးမလဲဆိုတော့ window ကို design လုပ်သွားမှာဖြစ်တဲ့အတွက်ဒီဖိုင်ဒီ exit ဆိုတဲ့ဒီ menu လေးကိုနှိပ်ရင်တော့ window ပိတ်သွားမှာဖြစ်တဲ့အတွက် window foo.dstro1 design ဆိုပြီးတော့ပေးလိုက်မယ်ပြီးသွားရင်တော့ဒီ exit နဲ့ကျွန်တော်ဝိုင်းလိုက်မယ် commman ဒီ format ပြီးသွားရင်ကျွန်တော်ဘာဘာလုပ်မလဲဆိုတော့ my exit ဆိုပြီးတော့ရေးလိုက်ဟုတ်ပြီတော့ program လေးကိုတော့ run လိုက်မယ် ဖိုင်နဲ့ရင်တော့ဘာကွန်မန်းနဲ့မှ drive မထားရတယ်ဘာမှမဖြစ်ဘူး exit နှိပ်လိုက်ပြီးတော့ပိတ်သွားပါဒီပဲဖြစ်ပါဟုတ်ပြီကျွန်တော်ဒီတိုင်းမရေးခြင်းတော့ဖိုင်နှိပ်လိုက်ရင်ဖိုင်အောက်မှာတော့ open ရှိမယ် close ရှိမယ်အဲ့လိုမျိုးရေးခြင်းနဲ့ဆိုရင်တော့ဘယ်လိုရေးရမလဲဆိုရင်လောလောဆယ်ဒီအရလေးကိုတော့ပိတ်လိုက်ပါမယ်အရင်ကကျွန်တော်ဘာလုပ်ရမလဲဆိုမန်နူးကိုမန်နူးဟိုပြန်ကတ်ပါရမယ်အဲ့ရတော့ကျွန်တော်အရင်ကကျွန်တော်မန်နူးတစ်ခုကျွန်တော်ထပ်ပြီးတော့တိရောက်มาပဲဖြစ်ပါတယ် တော့ဒီမှာ5 ME MU MU ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်။ဒါတန်းတန်းနဲ့ရေးတယ်လို့ဖိုင်မန်ယူဆိုပြီးရေးလိုက်မယ်။ TK cruise.me MU MU သူ့ကြတော့ဘယ်မှာထားမှာလဲ။ဟို main window မှာကျွန်တော်ပြန် join မှာ။ပြန် join မှာဖြစ်တဲ့အတွက်ကျွန်တော် MU ကိုဘယ်မှာထားမလဲဆိုတော့ main menu မှာကျွန်တော်ပြန် join မယ်။ join ပြီးသွားရင်ကျွန်တော်ဒီနားလေးမှာ parameter တစ်ခုရှိပါတယ်။ T E A R T R O S O 0ဆိုပြီးတော့ရှိပါတယ်ဟုတ်ပြီဒီပါရာမီတာရဲ့ထိုးရချက်ကိုကျွန်တော်ခဏနေပြောပြပေးပါပြီးတော့ရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်ဒီမှာ menu ရှိပါဒီ menu ကကျွန်တော်ထူးကြတာကဘာဘယ်မှာထားထားလဲဆိုတော့ main menu မှာထားထားတာ main menu ကဘယ်မှာထားမှာလဲဆိုရင် window မှာထားတာဟုတ်ပြီခုကျွန်တော်တက်မှာ define menu မှာကျွန်တော်စာတွေရေးမှာရေးပြီးတော့မှဘယ်လိုရေးမလဲဆိုရင်ပုံမှန်တမ်း file menu food.add a c o m m a n d ဖွင့်မှာဆိုပြီးတော့ကျွန်တော်ရေးလိုက်ဒီ family new မှာကျွန်တော်သူ့အောင်မှာပါတယ်ထည့်တင်တာလဲဆိုရင် lab and လေးပဲ ope and open ဆိုပြီးတော့ကျွန်တော်ထည့်မယ်ပြီးသွားရင်ကျွန်တော်ဒီနောက်ထပ်တစ်ခုက aside ဆိုတာရှိတယ်ဒါဘေးနားလေးက label ဘေးနားလေးကနေတော့ shortcut တွေပါလေပေါ်နေတယ်ဆိုတော့မလို့ပေါ်မလဲဆိုရင် acc e n e r a t o က aside မှာကျွန်တော် open ဆိုကျွန်တော် control c d r n flat အဲ o နှိပ်လို့ရတယ်ဆိုတဲ့သဘောလေးကိုကျွန်တော်ရေးလို့ရပြီးတော့ file file 2.adb အဲတော့ရေးတင်တဲ့ဟာရေးလို့ရ open ပြီးတော့တော့ဘာရှိမလဲဆိုရင်ကျွန်တော် glue လို့ပါလို့ရှိမယ် open cno cno as glue ရှိမယ်နောက်ထပ်တော့ file တစ်ခုထပ်ရေးလိုက်မယ် adb add comma ဟောဘာရှိမလဲဆိုရင် nav ရဲ့ label နယူးဆိုပြီးတော့ကျွန်တော်ထည့်လိုက်ဟုတ်ပြီနောက်ထပ်နယူးဆိုပြီးတော့တော့ထည့်ပြီးထည့်ပြီးသွားပြီးတော့တော့လောလောဆယ်တော့မီနူးထဲမှာမီနူးအုပ်ထားအဲ့လိုအုပ်တဲ့အခါမှာထပ်ပြီးတော့မီနူးထဲမှာမီနူး join ဖို့အတွက်မတ်တပ်တစ်ခုထပ်လိုပါတယ်အဲ့မတ်တပ်ကဘာလဲဆိုရင်ကျွန်တော်တို့ main menu ထဲမှာ main menu food store add c a s c a d e cascade cascade ဆိုပြီးတော့ဖြစ်ပါဒီမှာကျွန်တော်ခုကြက်ကြက်ကိုကျွန်တော်ပြောပါမယ် main menu ကိုဝင်းနှုံးမှာထားတော့ကလည်းကျွန်တော် config နဲ့လုပ်တယ်ဒါပေမဲ့ main menu ထဲမှာကျွန်တော် file menu ထဲတော့ကြတော့ cascade နဲ့ကျွန်တော်လောက်တာပဲဖြစ်ပါဒါကတော့ကျွန်တော်ပြီထားမယ်ချက်ပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်နာမည်တွေတော့တက်ပြီးပါဒီမှာ file mode တော့ cascade ကိုတုံးမယ်ဒီ main file menu ဆိုတဲ့နာမည်လေးကိုတော့ဟိုခုမှရေးမှာပါ file ဆိုပြီးတော့ နာမည်ထိုးလိုက်မယ်ပြီးသွားရင်ခုနကလိုပဲ man new နေရာမှာကျွန်တော်ဘယ်သူကိုထားမလဲဆိုရင် file man new ကိုထားမယ်ဆိုပြီးတော့ပြောမှာပဲဖြစ်ပါဟုတ်ပြီနော် program လေးကိုနော် run ကြည့်လိုက်ဒီမှာဆိုရင်နော် file တစ်ခုပဲရှိတယ်နော်ထပ်ပြောပါမယ် main menu ထဲမှာနော် file ထည့်ခြင်း file ထည့်ခြင်း add cascade နဲ့ကျွန်တော်ပြန်ပြီးတော့ drive ပါမယ် drive ပြီးတော့မှကျွန်တော်ထည့်သွားမှာပါဟုတ်ပြီနော် file ကိုနှိပ်လိုက်ပြီဒီမှာဆိုရင် အစာရည်ဒါကြောင့်မလို့ကိုလို့ပုံရှိတယ်ကလို့ရှိတယ်ငြူးရှိကလို့နဲ့ရင်ကျွန်တော်တို့ဘာဖြစ်သွားကြတာလဲပိတ်သွားကြတယ်ဆိုရင်တော့ပုံမှန်တိုင်းမှာဒီကလို့ကိုကျွန်တော်ပုံမှန်လေးနဲ့ C O M M A N ဒီပုံမှန်ဒီနဲ့ C O M M A N ဒီပုံမှန်ဘယ်လိုနဲ့ drive မှာလဲဆိုရင် my အရင်းနဲ့ကျွန်တော် drive လိုက်မှာဟုတ်ပြီတော့ program လေးကိုပြန်လွှမ်းလိုက်မှာ နော်ကလုတ်ကလုတ်နိုင်လာပြီနော်ပိတ်သွားမှာပဲဖြစ်ဟုတ်ပြီနောက်ထပ်ဘေးကနေပြီးတော့နောက်ထပ်တစ်ခုထပ်ထည့်တင်လဲဆိုရင်ဟိုဖိုင်ရဲ့ဘေးကနေပြီးတော့ကျွန်တော်ဘာလေးထည့်တင်လဲဆိုရင်အပေါက်ဆိုတဲ့ဟာလေးထည့်မယ်အပေါက်ပေါ့နော်ခဲပေါ့ခဲဆိုပြီးတော့နော်ထည့်လာအဲ့လိုထည့်ဖို့အတွက်အရင်ဆုံးကျွန်တော်ခဲအဲ့ AEMB ဆဲမင်းနူးဆိုပြီးတော့ရေးလိုက်ပုံမှန်တိုင်းပဲ TK ဥသော MEMU မနူးဒီမနူးကိုတော့ဘယ်မှာထည့် မိမနီးပါမယ်တော့ချိန်မှာဖြစ်တဲ့မိမနီးဆိုပြီးပြေးလိုက်မယ် P E A R K R O S ဒီလိုဆိုမျိုးပြေးလိုက်ဟုတ်ပြီပြီးသွားရင်တော့ဒီမှာပါကင်နဲ့စာရင်တော့ထည့်မယ် A E M E ဟဲမန်ယူဖူဆိုအက်ကွန်မန် level လေးရတော့ကျွန်တော်ဘာပြီးပါကျင်တာလဲဆိုတော့ပထမဦးဆုံးကျွန်တော်သူ့ကို A E M E ဟဲဆိုပြီးတော့စာလေးချက်ရေးလိုက်မယ်ဟုတ်ပြီဟဲမန်ယူမှာနောက်ထပ်ကျွန်တော်ထပ်ပြီးတော့ထည့်လိုက် သူ့ကိုကြာတော့ about ဆိုပေါ့ရေးလိုက်နော် label is equal to ဟော ab ogt about အမှကျွန်တော်ရေးပြီးသွားဒီနောက်ခုပဲနော်ရေးလိုက်တော့မရေးပြီးသွားပြီဆိုရင်ဒီ headman new ကိုနော် main man new နဲ့တက်ဖို့အတွက်ဘာမှတ်သက်ထက်တော့မှာ add cascade အဲ့ဒီတော့ main man new ကို configuration ပြန်ပြန်အောင်အဲ့ဒီတော့ main man new ဖူးတော့ add cascade label ကတော့ကျွန်တော်ဘာလဲဘယ်ဖြစ်မလဲဆိုရင် အေးအံ့ပြီးဟဲပဲကျွန်တော်ရေးလိုက်မယ်ရေးပြီးသွားပြီဆိုရင်သူ့ကိုမန်ယူကိုကျွန်တော်ပါရေးမလဲဆိုရင်ဟဲမန်ယူနဲ့ပြန်ကြက်မယ်ဆိုပြီးတော့ရေးရမှာပဲဖြစ်တယ်ဟုတ်ပြီတော့ဒီ program လေးကိုတော့ run လိုက်မယ်တော့ပေါ်လာပါပြီဟဲဆိုရင်ဟဲရှိမယ်အပေါင်းရှိမယ် file ဆိုရင် file ဟိုအရှိဟုတ်ပြီကျွန်တော်နောက်ထပ်မလုပ်ချင်တာလဲဆိုအပေါင်းဆိုတဲ့ဟောင်း bottom ကိုနှိပ်လိုက်ပြီးဆိုတာလဲကျွန်တော်ဒီကျွန်တော်တို့ရဲ့အကြောင်းပေါ့အဲ top level ပေါက်လေးကျွန်တော်ကြာနေလို့ဆိုရင်တော့ function တစ်ခုနဲ့ချိန်ဆက်ရမှာပဲဖြစ်တာဟုတ်ပြီအဲ့ဒီတော့ကျွန်တော် function ရေးလိုက်မယ် def my avout about ဆိုပြီးတော့ပေးလိုက်မယ်ဒီမှာ avout about win window ဆိုပြီးတော့ရေးလိုက်မယ် top level ဝင်ပြတိောက်ချင် tk food top le3en level ဆိုပြီးတော့ရေးရမှာပဲဖြစ်ပါတယ် ပြီးသွားရင်တော့သူ့ window ကိုရေးတင်တဲ့အပေါင်း window TIDN E title မှာကျွန်တော်ကအရင်မှာ my ABOUP about ဆိုပြီးတော့ရေးလိုက်မယ်ပြီးသွားရင်ကျွန်တော်သူ့ရဲ့ site ပုံမှန်တိုင်းကျွန်တော် site ကို about window ဖို့အတွက် GEOM media one geomatsu နဲ့ရေးမယ်သူ့ node blog ရေးလိုက်မယ်ဆိုရင်250တ150လောက်တော့ထားလိုက်မယ်ပြီးသွားရင်အလဲတက်တယ်မှာကျွန်တော်သရဝများအားလုံးကျမ်းမှချမ်းသာပါစေလို့ရေးခြင်းလဲဆိုရင် CK Food and A PE and Level ရှိမှာဘယ်မှာထားမှာလဲသူတို့ကြာ Top Level ဝတ်ချက်အပေါက်ဝင်းထဲမှာထားမယ်ပြီးတော့ရင် PE ID တက်ကိုကြာတော့တော့ဘာရေးမလဲဆိုရင်ကျမ်းမှာချမ်းသာကြပါလိမ့်လို့ပဲတော့ရေးလိုက်မယ်ကျမ်းမှာချမ်းသာကြပါစေဆိုပြီးတော့ရေးလိုက်မယ်ပေါက်ကလာလေးကိုကျွန်တော် စိမ်းအောင်ထားခြင်းနဲ့တော့အက်ဒီကိုကျွန်တော် G R E E N ကနေထားလိုက်မယ်။ font size ကိုကျွန်တော်ပြည်တော်စုထားခြင်းနဲ့တော့ပုံမှန်တိုင်း font UIMB DAUN ဒောင်းသူကျွန်တော်စနစ်လောက်ထားလိုက်မယ်။နေရာချထားလိုက်တော့မယ်။ဖူးစောခံမယ်။ P A C K ပတ်နေပဲတော့ချထားမယ်။ A E A P A N D expand ကိုတော့1ထားမယ်။1ထားပြီးတော့ရင်ကျွန်တော် x1 ဝန်ထားလိုက်အလဲရောက်တော့မှာပြီးတော့တော့ free ကိုဟောဘာလုပ်မလဲဆိုပြီး otp box ဆိုပြီးတော့ထားလိုက်မယ်အဲ့ဆိုရင်ကျွန်တော်ရေးထားတာတော့ပြီးသွားအပေါက်ဘော်တော်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ကျမ်းမှဆန်းလာကြပါလိမ့်ဆိုတော့ပုံစံလေးမျိုးထွက်လာမှာပဲဖြစ်ပါဟုတ်ပြီ program လေးကိုတော့ပြိတ်ပြီးတော့တော့ပြန်သွားကြည့်လိုက်မယ်ဖိတ်လိုက်မယ် program လေးကိုတော့ဝင်လိုက်ရင်ဟုတ်အပေါက်ဆိုတော့ဘော်တော်လေးကိုနှိပ် လောလောဆယ် sorry ပါနော် my about ဆိုတဲ့ button နဲ့မ join ရလေလို့ပါဘယ်လိုနဲ့ join ရမလဲဆိုရင် c o m m a n d command ကိုဘယ်လိုနဲ့ join ပါလဲ my about နဲ့ join ပါဟုတ်ပြီနော် program လေးကိုနော်ပြန်လွှမ်းလိုက်မယ်ဒီမှာဆိုရင်နော်ထွက်လာပါပြီနော်တကယ်လို့ကျွန်တော်တို့က have ကိုကျွန်တော် about နဲ့လိုက်ပြီဆိုရင်နော်ဒီမှာထွက်လာပါပြီ about ဆိုပြီးတော့နော်ပေါ်လာပါနော်ဒီမှာဆိုရင်မပေါ်ဘူးဖြစ်နေတယ် ကျမ်းမှချမ်းသာပါတယ်ဘာလို့မပေါ်ပေါ်လဲတော့ကြည့်ကြည့်လိုက်မယ် sorry ပါကျွန်တော် expand ရေးတာကျွန်တော်မှားနေလို့ဖြစ်ပါဟုတ်ပြီတော့ပြန်သွားလာပြီအပေါက်တော့ဖွင့်လိုက်မယ်ကျမ်းမှချမ်းသာကြပါလိမ့်ဆိုပြီးတော့ပေါ်လာပါပြီ ျွန်တော်ဆွေးနွေးကြင်တာကတော့ဒီနေ့ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါခင်ဗျာ